မင်္ဂလာပါဒီနေ့တော့ကုန်စည်စည်းကွက်ရဲ့ဒန်ဒါယီလို့ပြောရမယ် Richard Dennis နဲ့လုပ်ခဲ့တဲ့ interview တစ်ခုကနေရတဲ့အတွေ့အမြင်တွေကိုဆွေးနွေးကြည့်ကြအောင်ဟုတ်ကဲ့သူကဒေါ်လာ၄ဒါလောက်ကနေဒေါ်လာတန်နေရနေပါတိတိုးကွာအောင်လုပ်နိုင်ခဲ့ရဆိုတော့တကယ်ကိုမယုံနိုင်စရာပဲနော်ဟုတ်ပါတယ်အဲ့တော့ဒီနေ့သူ့ရဲ့ trading နည်းစနစ်တွေသူ့အတွေ့ခေါ်တွေပြီးတော့ဟောလေနာမည်ကြီးလိတ်ကုန်းတယ်များ Turtle Traders စံတမှုအကြောင်းဒါတွေကိုနားလည်အောင်စူးစမ်းကြည့်ကြတာပေါ့ စိတ်ဝင်စားကြပါသူရဲ့စားပန်းရုပ်ကြည့်ရင်လေတော်တော်လေးရုပ်ရှင်းပါတယ်အထက်တန်းကြောင်းပြီးခါးစားပဲရှိသေးတယ်อืมကုန်းစီတိုင်းချန်ပီယံမှာ runner ပေါ့တရင်ပေါ်တဲ့သူတပတ်ကူဒေါ်လာ40ပဲရတာဟုတ်ကဲ့အဲ့ကနေစတာဟုတ်တော်တော်စစ်စစ်မှာမိသားစုစီကနေဒေါ်လာတောင်းတောင်းချေးတယ်ပြီးတော့ current trading လို့ပို့ဆုံးဖြတ်လိုက်တာအာအဲ့ထုံထောက်ပါနေဟုတ်တယ်ဒါမဲ့ထိုင်းကုန်း4ကတထောင်တောင်းရုံကုန်းထားလေဆိုတော့တကယ်တမ်း trade 4က၄ရာပဲကျန်တော့တာအိုးတော်တော်နေတာပေါ့နော်ဟုတ်တယ် Mid American Exchange လို့တေးသေးလေးမှာစခဲ့တာကသူ့အကအဆင့်ကြီးသွားတယ်။နောက်ပြီးအသက်21ကမပြည့်သေးတော့လေ။အင်းအင်းသူ့အဖေကတော့သူ့ကိုစား trade ပေးခဲ့ရသေးတယ်ဆိုပဲ။ဟုတ်ပါအစောပိုင်းအတွေ့အကြုံတွေကတော့အမတ်တရတွေရှိမှာပဲ။အရှုံးတွေရောမရှိခဲ့ဘူးလား။ရှိတာပေါ့အစားပိုင်းမှာအကြည့်ကျဲရှုံးတာမျိုးကြုံခဲ့ရတယ်။တရက်တန်းနဲ့သူ့မတင်ငွေရဲ့၃ပုံ၃ပုံဒေါ်လာ1000လောက်ရှုံးသွားဘူးလေ။အာဒေါ်လာ400နဲ့စတဲ့သူတို့တော့1000ရှုံးသွားတယ်ဆိုတော့တော်တော်များတာပေါ့။ဟုတ်တယ် အဲ့ဒီအတွေ့အကြုံကသူ့ကိုသင်္ကန်းစားအကြီးပေးလိုက်တာအဲ့ဒါပါလဲဆိုတော့အရှုံးပေါ်နေချင်းမှာခဏရက်လိုက်ပြီးမှအခြေအနေပြန်သုံးသပ်အဲ့ဒါအရင်အရေးကြီးတယ်ဆိုတာ तू နားလည်သွားတယ်ဟုတ်ကဲ့ဒါအရေးကြီးတဲ့သင်္ကန်းစားပဲ तू ပြောဖို့တာတကူကအစပြုတဲ့ချိန်မှာလဲဖြစ်နိုင်သမျှအញ្ញဆုံး trader သာဖြစ်လိုက်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီချိန်ကအမားလို့ရင်ဂွန်ကြစေအနည်းဆုံးမလို့လဲ trend the stronger the trend the better ဆိုတာမျိုးလေ음 trend no like that ဟုတ်တယ်ရှုပ်ရှုပ်ထွေးထွေးစီမင်းတွေထက်ဆိုင်တတ်သမတ်တဲ့လိုက်နာနိုင်ဖို့ discipline ရှိဖို့ကပိုအရေးကြီးတယ်လို့သူကမြင်တယ်ဟုတ်ပါပြီးတော့ trade တစ်ခုချင်းစီရဲ့အနိုင်ရှုံးကိုစိတ်ခံစားမှုတိတ်မထားဘဲနဲ့ရေရှည်စင်းအန်းကိုပဲကြည့်တာဥမာပြောရင်ကို system ကအချင်းတရာမှာ53ကျင်းအလုပ်ဖြစ်တယ်ဆိုရင်ဒါရေရှည်အတွက်ယုံကြည်လို့ရပြီဆိုတဲ့သဘောမျိုးဆိုလိုတာကတကြိမ်တခါရှုံးတာလောက်နဲ့စိတ်သက်ကြစရာမလိုဘူးပေါ့ အတိအကျပဲတခါလေကံပါချင်ပါမယ်ဒါပေမဲ့ရေရှည်မှာတော့ကံတရားကအဆုံးမြတ်ဖြစ်ဘူးစနစ်ကျမှုက အတိကပဲနော်ပြီးသူကဈေးအသက်ပတ်ရော အကြပတ်ကိုပါ ပလိုက်မှုမရှိဘူးအခွင့်ရေးရှိရင်ရှိတယ်လို့ထွက်တာဟုတ်ကဲ့အဲ့ဒီစီကန်တို့စနစ်ကျမှုတို့ပေါ်အခြေခံပြီးသူလုပ်ခဲ့တဲ့အကြောကြားဆုံးစန်တတ်မှုကြီးရှိတယ်လေလေအဲ့ဒါ turtle traders အာဟုတ်ပြီဟုတ်ပြီ turtle traders ဒါက trading လောကမှာမွေးရပါပါရမီရှိမှ ဖြစ်မယ်ဆိုတဲ့အယူအဆကိုစင်ခေါ်လိုက်တာပဲ ဘလို့စဖြစ်လဲဆိုတော့သူနဲ့သူမိတ်ဆွေညင်းကြတာอืม trading ဆိုတာတင်ပေးလို့ရတဲ့ပညာလားဒါမှမဟုတ်မွေးရပါ visa လားဆိုပြီးတော့လေအဲ့ဒီမှာသူကတင်ပေးလို့ရတယ်ဆိုတော့တက်တွေပြချင်တာပေါ့ဟုတ်တယ်အဲ့ဒါနဲ့လူတွေခေါ်လဲရှောက်လာတထောင်လောက်ထက်ကလူလေးစီလောက်ကို interview လုပ်ပြီးဆယောက်ကျော်တွေ့လိုက်တယ်ဘလို့ရေးချင်းမျိုးရှာတယ်လို့ရောပြောသေးလားအတိအကျတော့မပြောဘူးဒါပေမဲ့ညံရီတော့ပါတယ်လို့ဆိုတယ်အန်အော့စရာကောင်းတာကလေ့ကျင့်ပေးတဲ့အချင်းကအရန်အရန်ကိုတိုးတာဟုတ်လားဘလောက်ကြာလဲ ပထမအတုတ်တွန်းကညှပ်ပတ်ပဲနောက်ပိုင်းဆိုစပတ်တယ်နဲ့ဟေးတပတ်နှစ်ပတ်အလောက်နဲ့ဘာတွေတင်ပြလိုက်တာလဲအဲ့ဒီမှာစီးမြင်းနေဖြစ်တန်းချင်းတဘောတရားတွေပြီးတော့အရေးကြီးဆုံးကငွေကြီးစီမံခန့်ခွဲမှုပေါ့ money management ဒါတွေတင်ပြခဲ့တာအေးအလောက်တင်တန်းချင်းတူတူလေးနဲ့ရလတ်ကတော့ဘယ်လိုထွက်လာလဲရလတ်ကတကယ်အံ့မကောင်းပဲတင်တန်းအများစုကတစ်နှစ်ကိုပြည့်မြတ်100% profit ရခဲ့ကြတယ် โอ้တနစ်100%ဆိုတာတော့မနေဘူးเนาะဟုတ်တယ်ဒါက trading ဆိုတာစနစ်ကြတဲ့စီးမင်းနေနဲ့တင်ပေးလို့ရတယ်ဆိုတော့တိတိကျကျသက်သွေပြလိုက်တာပဲ Dennis ကိုရိုက်ပြောသလိုပဲဘလောက်ကောင်းကောင်းအလုပ်ခဲ့လဲဆိုတာကြောက်ဖို့တောင်ကောင်းတယ်တဲ့တကယ်ပဲစီးကနေစနစ်အစွမ်းကိုပြတာပဲဒါပေမဲ့လို့စနစ်ကြရတယ်ဆိုပေမဲ့လည်းအရှုံးဆိုတာကတော့ဂျုံရောက်မှာပဲလीနော်ဟုတ်တာပေါ့အမြဲတမ်းတော့အမျက်ချေးပဲရနေမှာမဟုတ်တာ အော်ဒန်နစ်ကအရှုံးတွေကိုဘလိုမျိုးစိတ်ကြနဲ့ယဉ်ဆိုင်ခဲ့တယ်လဲဆိုတာလေးပြောပြပါအောင်ဒါလည်းစိတ်ဝင်စားစရာပဲအင်းသူကလေအရှုံးကြီးကြီးဂျုံတဲ့အခါဥမာထွန်ကလာဆက်ရှိခုန်ညစ်နေကွန်ပိုင်းသူ့ရံမုံငွေကြီးအကြီးအကျယ်ရှုံးတင်းခဲတုံးကပေါ့ဟုတ်ကဲ့အဲ့ဒီချင်းအဲ့တော့ကတော့သူကစိတ်တက်ကြမသွားဘူးဒါကိုဒီကစားပွဲအစေးပိုင်းတစ်ခုလိုပဲလက်ခံနိုင်ခဲ့တယ်အော် တော်ရုံလူတော့မလွယ်ဘူးနော်ဟုတ်တယ်သူ့ရဲ့အဓိကစိတ်မြင့်တစ်ခုကဘာလဲဆိုတော့အရှုံးကြောင့်ကိုယ်စိတ်ထဲမှာမငြင်းမသက်ဖြစ်လာပြီးစိတ်ခံစားမှုတွေလွန်းမိုးလာပြီးဆိုရင် trading ကိုရပ်လိုက်တော့ခဏအနားယူလိုက်ပါတဲ့อืมဒါအရင်အရေးကြီးတဲ့အချက်ပဲစိတ်မငြင်းရင်ဆုံးဖြတ်ချက်တွေမှားတတ်တယ်မှန်ပါတယ်နောက်တစ်ချက်ကအခွင့်အရေးကြီးကြီးတွေလာတဲ့အခါအတုံးချနိုင်ဖို့ကိုယ့်ရဲ့ capital ကိုထိန်းသိမ်းထားဖို့ပဲဟုတ်ကဲ့သူပြောတာက အမျက်အများစု95%လောက်က trade ဒီရဲ့9%လောက်ကနေပြီးလာတတ်တာတယ် ဆိုတော့အဲ့ဒီအခွင့်အရေးကြီးတွေအတွက်အမြဲအသင့်ထင်နေဖို့အဲ့ဒီအတွက် capital ကြံနေဖို့လိုရပေါ့အာဒါက80-20 rule ချက်တောင်ပိုဆိုးသေးတယ်95-5 rule ပေါ့ဟုတ်တယ်အဲ့ဒီတော့အရှုံးကာလတွေမှာ trading set short တာတို့ခဏနားလိုက်တာတို့ကဒီ capital ကိုထိမ့်သိမ့်ဖို့ကူညီပေးတယ်ပေါ့သူရဲ့ကုန်တွယ်ပုံတွေကတော့အချိန်နဲ့မျှပြောင်းလဲခဲ့သေးလားပြောင်းတာပေါ့အစားပိုင်းဂျမ်းမြင် trader ဘဝနဲ့ရုံးကန်းကနေကွန်ပျူတာနဲ့ trade တဲ့အခါ အမြင်တွေပိုပြီးရေရှည်ကြလာရတယ်။ Hmm floor trading နဲ့ screen trading ကမတူဘူးလေ။ဟုတ်တယ်။နောက်ပြီး computer နဲ့လုပ်တဲ့ trend following system တွေအများများလာတဲ့အခါဈေးကွက်က trend ပြသလိုနဲ့ရုပ်တရပြောင်းပြန်လဲသွားတာမျိုးတွေ force breakouts တွေပိုကျုံလာရတယ်။အဲ့ဒါကိုတော့ तू ဘလို့ထေရှင်းလဲ။ तू ကအဲ့လိုအလယ်လကာလတူ trading ပုံစံတွေကိုရှောင်ရှားပြလိုက်တယ်။ long term trend ကိုပဲပိုအာရုံစိုက်တာပေါ့။အာ strategy ကို adjust လုပ်လိုက်တာပေါ့။ဟုတ်တယ်။ပြီးတော့ manage လုပ်ရတဲ့ပိတ်ဆံပမာဏအရန်များလာတဲ့အခါဒေါ်လာတန်း90ကျုပ်ထွားတဲ့အခါတနည်းတည်းနဲ့အကုန် trade လို့မရတော့ဘူး။ကွဲပြားတဲ့ strategy တွေကွဲပြားတဲ့ trader တွေလိုအပ်လာတယ်ဆိုတော့ကိုလည်းသူလက်တွေ့သိလာရတယ်။ဟုတ်ကဲ့ skill ကအရန်ကြီးလာရင် complexity ကလည်းတက်လာတာပေါ့။အဲ့တော့သူစီကောင်နေအဓိကသင်ယူစရာတွေအကြံချူချက်တွေကဘာဖြစ်မလဲ။အဓိကကတော့လေဈေးကွက်ထဲမှာမထင်မထားတာတွေ တမိုင်းမှာမဖြစ်ဘူးလို့ထင်ရတာတွေတောင်ဖြစ်လာနိုင်တယ်ဆိုတော့အငြင်းတန်းဖြော်လင်းထားဖို့ပဲဟုတ်ကဲ့ history doesn't repeat itself but it often rhymes ဆိုတလို့ဘောဟုတ်ပါပြီးတော့ကိုယ့်ရဲ့ trading မှတ်တမ်းတွေကိုတည်ဆာမှတ်ထားပြန်သုံးတတ်ပါအထူးသဖြင့်အရှုံးတွေကနေသင်ခန်းစာယူဖို့ဘောဒါကတော့ trader တိုင်း look တင်တယ်လို့ပဲမှတ်တမ်းမရှိရင်ဘာမှပြန်သုံးတတ်လို့မရဘူးဟုတ်ကဲ့ trader အသည့်တွေတော့သူအကြံပြုကြတာကတော့ရှင်းရှင်းလေးပဲပမာဏနည်းနည်းလေးနဲ့စပါအမားလုံးမိဖို့မကြောက်ပါနဲ့ အဲ့ဒီနေသင်ယူပါနေ့စဉ်အမျက်ရှင်ကိုအာယုံမဆိုင်ပဲကိုယ့်ရဲ့ process မှန်ဖို့ကိုပဲအာယုံဆိုင်ပါတဲ့ process over outcome ပေါ့အတီးကြပဲသူအကြံပြုတဲ့စာအုပ်ကတော့ Gandawin South Oak ဖြစ်တဲ့ Reminiscences of a Stock Operator ပါပဲအာ Jesse Livermore အကြောင်းရေးထားတဲ့စာအုပ်ကောင်းပါတယ်ကောင်းပါပြီဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ချုပ်ရရင်တော့ Richard Dennis ရဲ့ Key Learning စီကံ Trend Following နဲ့အစွမ်း စိတ်ခံစားမှုထိချုပ်နိုင်မှုပြီးတော့ trading ဆိုတာစနစ်တကျသင်ယူလို့ရတဲ့အသက်ပညာတစ်ခုဖြစ်တဲ့ဆိုတာလေးကိုတွေးရတယ်ပေါ့ဟုတ်ကဲ့သူပြောခဲ့တဲ့အမြတ်95%ဟာ trading ရဲ့5%ကနေလာတယ်ဆိုတဲ့အချက်ကသူတို့လေးစဉ်းစားစရာပဲနော်ဟုတ်တယ်နော်ဒါမင်းဝတ်တကူထုတ်စရာဖြစ်လာတယ်အဲ့ဒီအမြတ်အမြတ်ပြီးပြေးနိုင်တဲ့ခွင့်ရေးကြီးအနည်းငယ်ကိုဖန်းစုံနိုင်ဖို့ပဲအဓိကအားရုံဆိုင်မလား ဒါမှမဟုတ်ဂျန်နထရိတ်95%ကိုအမားနဲနိုင်တဲ့မြတ်နေအောင်ထီထီရောက်ရောက်စီမံခန့်ခွဲဖို့ကပိုအရေးကြီးမလားဒါကိုနားထောင်သူတွေလည်းဆက်ပြီးတွေးတောဆင်ခြင်ကြီးနိုင်ပါတယ်